ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ OJ Entertainment မှာကြီးမှုကျင်းပါတယ် OJ Championship DJ ပြိုင်ပွဲကြီးရဲ့ semi finalist ပြိုင်ပွဲဝင်၄ဦးရဲ့ရှင်ပြိုင်မှုကတော့ပြီးဆုံးသွားခဲ့ပါပြီဒီပြိုင်ပွဲဝင်၄ဦးဖြစ်တဲ့ Ash Mickey Fox Kaki Lord Enzo စတဲ့ပြိုင်ပွဲဝင်၄ဦးတွေက2ဦးသာလျှင် OJ Championship DJ ပြိုင်ပွဲကြီးရဲ့ Grand Final ကိုတက်လှမ်းခွင့်ရမှာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ result ကိုမစတင်ခင်မှာကျွန်တော်တို့ဒီ semi finalist ၄ဦးရဲ့အပေါ်မှာဒါ overall သုံးသက်ချက်လေးတို့အနည်းငယ်ပြန်ပြီးပြောကြပေးပါအောင်ခင်ဗျာ age နဲ့ mickey fox တို့ပြောကြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါဟို age ပေါ့နော် age တို့စာကလေးက intro နဲ့တက်တယ်ပေါ့နော် intro နဲ့တက်တယ်သူနာကိုသချင်းလေးနဲ့ပြီးတော့ကျွန်တော်တွေပါချိန်သွားတယ်နော်ဒါကျွန်တော်တို့3 time ရဲ့အရာလေးပေါ့အဲတကူပဲ လိုက်ဖက်တဲ့သချင်းလေးတွေကပွန်တီပလေးနဲ့တိုဂျိုဒရစ်ကိုတెంပရေချာနဲ့မစ်ချတဲ့ဟာတွေအဲအဲ့လေးဆိုရင်ကာလာဒူဟွာလေးပေါ့နော်အဲအဲ့ဒီအချိန်မှာအဲ့ဒါမဖွင့်ခင်မှာသူ after hour ဖွင့်တယ် after hour အချိန်မှာနည်းနည်းကြာသွားတယ်အဲကြာတာကျွန်တော်တို့အမြဲတမ်းပြောတယ်ဟိုကျွန်တော်တို့လည်းအမတ်ရှော့မှလည်းမဟုတ်တလို့သိမလားသူတို့လည်းဘာမှတိကိုက်ကြတော့မရှိဘူးဘာနစ်နာလဲဆိုတော့အဲ့ဒီအချိန်မှာတကူးကူးမပြတဲ့အတွက်အဲ့ဒီအချိန်မှာရမယ့်အမတ်တွေတော့ကိုဆုံးရှုံးတာပေါ့ဒါလေးပါပဲပေါ့အဲ့ဒါကလက်ရှိဒီပြိုင်ပွဲဝင် ဒီဟိုဒီ round အတွက်ပေါ့နော်စီမီ၄ယောက်လုံးမှာလည်းဒီနေ့အထိတွေ့နေရတော့ရှေ့ round နေမှာလည်းတခြားပြိုင်ပွဲဝင်တွေလည်းရှိခဲ့တယ်အဲနော်ဒါအမှားတော့မဟုတ်ပါဘူးဒါမျိုးလေးပဲပဲအဲပုံစံအတိုင်း edge ရဲ့ mobile hand အတိုင်းနော်တော်တော်လက်လက်နဲ့ပဲခေါင်းခေါင်းမုံမုံလုံးဝစက်တိုင်းတစ်ခုကိုဖန်ပြီးွားနိုင်တယ်နော် Nicky Box ပေါ့နော် Nicky Box ဆိုရင်အဲ့လိုပါပဲ channel ဒီ line လုံးအသုံးပြုနိုင်တယ်เนาะဒါအခု minute 20လုံးမှာ DD ပြောပြန်ပြောရမယ့်အချိန်ဖြစ်သွားပြီပေါ့အဲအဲ့မှာ လွဲသွားတာပုံမှန်လဲဆိုအဲ့4 channel ပေါ့နော် slider လေးခုလုံးသုံးပြီးတော့ shop ပြီးပြစ်နိုင်တဲ့အချိန်ကြီးကောင်းနေတယ်ရန်တန်အန်ဘရုတ်အဲအဲ့ဒီမှာတကယ်တကယ်ဒီဘက်ကပေါ်ကယ်နေဟိုဘက်ကပြီးနေထက်တဲ့အခါမှာ mixing လေးမညီတာပြီပါဒါပေမဲ့ဒါကရုပ်ရဆင်းရဲအမှားမျိုးတော့မဟုတ်ဘူးပေါ့ squash တွေလုတ်ပြနိုင်တယ်နောက်ပြီးတော့ loop ပြပတ်ပြီးတော့ transfer တွေတုံးတယ်အများကြီးပါပဲเนาะ shop ဆိုရင်အချိန်မောင်းများစွာဘူးလုတ်ပြသွားနိုင်တယ်ဒါနေအောင်လုံးရဲ့နှုတ်သက်ချက်လေးပါဟုတ်ကဲ့ပါကျေးဇူးပါခင်ဗျာ ကြံရှိတဲ့ပြိုင်ပွဲနှစ်ဦးဖြစ်တဲ့ကာကီနဲ့လော့အန်ဆိုအတွက်ကိုမိုက်ဟိုက်တာစက overall သုံးသက်ချက်လေးပြောပြပါဦးခင်ဗျာပြောမှန်ဆိုရင်တော့ကာကီနဲ့လော့အန်ဆိုပေါ့နော်သူတို့အခုစီမီတီရောက်လာတဲ့အချိန်မှာနှစ်ယောက်စလုံးမှာအဲငယ်ပေမဲ့အတကြလေးရှိရပါတော့တောင်နေတောင်မတူတဲ့ပုံစံလေးပေါ့နော်ဟိုကိုယ့်ရဲ့စက်တိုင်းတစ်ခုမိနစ်20တခုတစ်ခုလုံးကိုအဲတယောက်ကကြတော့စက်တင်ထလာလေးနဲ့စီပြတတ်တယ်အဲတယောက်ကကြတော့စကေးတွေကိုဒီထက်ဒီထက်ပို့ပြီးအသစ်တွေထည့်ထည့်ပြီးလောက်ပြသွားတယ်ပေါ့နော် အဲဒီနေ့ဆိုရင်အခုကာဂီပေါ့ကာဂီဆိုရင်လည်းသူရရှင်ပြိုင်မှုအချိန်တွင်းမှာကျွန်တော်တို့ကိုအဲဒီ loop တွေတုံးပြသွားတာတွေရောနောက်ပြီးတော့ဒီ loop တွေကိုမှလုတ်ပြရအချိန်မှာ effect တွေပြန်ထည့်သွားတဲ့ဥစ္စာတွေရောတော့ဟိုအရင်အရှိ round တွေမှာမလုတ်ခဲ့တဲ့ပုံစံမျိုးတွေကိုဒါညီလေးထည့်ပြီးတော့တုံးပြသွားတယ်ပေါ့နော်အဲ low end ဆိုအနေနဲ့ညီလေးကတော့ဒီနေ့ဖွင့်သွားတဲ့အချိန်မှာဒီ 100bpm ကိုပေါ့နော် hip hop တို့ drop တို့ mid tempo တို့ဆိုတဲ့ဥစ္စာကိုအပိုင်းတိုင်းဆုံး ိုဟိုဖွင့်ပြသွားတယ်နောက်ပြီးတော့ဒီ music musically ကအစပေါ့နော်သူလိုအပ်ရင်လိုအပ်သလိုနေရာတွေမှာထည့်သွားတယ်နောက်ဒီ4 channel သလုံးကိုအစင်ဟိုမစ်စင်လောက်သွားတဲ့အခါမှာဟို volume အတိုးလျှော့ဖြစ်သွားတာမရှိဘူးအားလုံး level ကြီးအောင်လောက်သွားနိုင်တယ်ပေါ့နော်နောက်ပြီးတော့အဲ scale ကတော့ဟိုပိုင်တဲ့ဘက်ကဟိုရသလောက်လေးပြသွားပေးတယ်ပေါ့နော်လောက်ပါဟုတ်ကဲ့ကျေးဇူးပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့ OG Championship DJ ပြိုင်ပွဲကြီးရဲ့ top 4 finalist ထဲကနေပြီးတော့ grand final ကို but do tell you to all this rest of go tiny a chinga biro Bold taste for unstoppable moments. Grand Royal Signature. God and ဆိုပဲဖြစ်ပါဗျာ Congratulation ပါခင်ဗျာကိုယ်ယူပါရခင်ဗျာကျွန်တော်တို့ OJ Championship DJ ပြိုင်ပွဲကြီးရဲ့ Grand Final ကို Lord and ဆိုကတက်လှမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာကိုယ်ယူပါရခင်ဗျာအခုဆိုရင်ကျွန်တော်တို့ပြိုင်ပွဲဝင်3ဦးရဲ့ result တွေကတော့ကြမ်းရှိနေပါသေးတယ်အဲ့ဒီထဲကမှ Ash ရဲ့ result လေးကို DJ Mickey ကကြီးညာပေးပါအောင်ခင်ဗျာ၄ရောက်စလုံးအားတော့ဗောနော် အမှတ်အရလုံးဝအကုန်တာလူမီမြတွေပဲကျွန်တော်အနေနဲ့အင်မတန်ရွေးချယ်ရခက်ခဲတဲ့အခြေအနေတခုပါဒီရောက်စလို့ဒီ result လေးကိုကျွန်တော်ကြေညာပြီးပါမယ်နောက်တစ်ဆင့်အတွက်ကျွန်တော်တို့ S ကိုရွေးချယ်လို့မရပါဘူးခင်ဗျာ ဟုတ်ကဲ့ပါစိတ်မကောင်းပါဘူးခင်ဗျာအဲဒီကကျွန်တော်ဟိုဒီပွဲ semi final စတင်ပြောခဲ့သလိုပဲပေါ့နော်ကျွန်တော်အဓိကမပိုက်တိုင်းနဲ့ချန်လူလေးဖြစ်သွားတယ်အဲပြီးတော့ဘယ်လိုပြရမလဲကျွန်တော်အဓိကကြိုးစင်ပြင်မှုအားနေတာပါဒီ round နဲ့ပတ်သက်ပြီးဒါတခြားအရာတွေကအများကြီးဖြစ်ဖို့လို့မရအောင်အဓိကကိုကိုရာရဲ့လူအချက်တွေရတယ်တခြားဟိုပြိုင်ပွဲဝင်နေရှင်လေးချိန်ကြမှာ ပိုတိတာပဲကိုကိုရာရဲ့တခြားဟို ြစ်တို့ရင်ပြင်ဆင်မှုအားလည်းနေခဲ့တယ်ကိုဘပိုင်နယ်နဲ့ channel လေးဖြစ်နေခါကျဒီ channel ရဲ့ဥမာ house ပေါ့ကိုကျွန်တော်ကြည့် house ဆိုသူ့ရဲ့မိသားစုသူ့ရဲ့ vibe ဆိုတာ house ကြိုက်တဲ့သူကသိမယ်ဗျာသိလားကျွန်တော်ကဒီ music ရဲ့ vibe ကိုကျွန်တော်မသိတဲ့ခါကျတော့ဒီ music ကိုကောင်းမှုစက်တဲ့ချပြဖို့တော့ခက်ခဲလေအဲ့ပေါ်မှာ scale ပါထက်ပြရမယ်ဆိုတာကျွန်တော်ကအရှမ်းတော့လမ်းဝေးပါအဲ့အရာပဲစဉ်ဖက်တော့ကျွန်တော်ထွက်ခဲ့ရအကြောင်းလေးလို့ထင်ပါလားဟုတ်မပြောဘူးပြောကြအောင်ရှိပါလို့ဆိုတော့ကျွန်တော်အဲ့ဆိုပစ်ချက်ကအဲ့လို jazz တွေဟို အဲ့လိုမျိုးတိုင်ခင် reserve ကိုမတိုင်ခင်ကတည်းကကျွန်တော်ချိုးပြီးတော့တွက်တွက်ထားပြီးသားပါ။ဒါဆိုတော့ဖွင့်သွားတဲ့တခြားတိုင်ဝန်တွေရဲ့ဟိုစွမ်းစားရည်သူတို့လောက်ပြခဲ့တဲ့အရာတွေလည်းမြင်တဲ့အချိန်မှာကိုနဲ့ကိုဟာဖို့ရှိတယ်။ကိုလွယ်ခဲ့ရလူဆိုကိုလွယ်ခဲ့ရကိုအတိအကျဒါလည်းလုံးမရဘူး။ဘယ်သူမှလည်းလည်းလုံးမရဘူးနော်။ကျောင်းမျိုးတော့စိတ်မကောင်းဘူးနော်။ကျောင်းစိတ်မကောင်းစိတ်မကောင်းဆိုတော့ကျွန်တော်စိတ်မကောင်းတာဟောစိတ်ထဲမှာလို့ပေါ့ချောင်းသွားပဲကျွန်တော်တို့အဲ့လိုတတော်ကြီးကိုအချိုးကွေးပြအီမိုရှင်ရဲပြတယ်အဲ့လိုဇလန်းရှိတို့ပြီးသွားတယ်လို့စိတ်မကောင်းဆိုတာကျွန်တော် ဒီပြိုင်ပွဲကိုပြိုင်တယ်ဆိုတော့ကျွန်တော်တို့ကတာမန်လူထပ်တော့ပို့ပြီးတော့တခြားသူထပ်ပို့ပြီးရဲ့ပက်ရှင်ရောညမနာအကြီးရတယ်ဒီကကျွန်တော်ကိုထပ်ဖို့ကျွန်တော်ဒီပြိုင်ပွဲကဒီဆိုယူပေးခြင်းနဲ့လူတယောက်ရှိပဲဘောနော်အဲ့ဒါတော့ကျွန်တော်မလုပ်နိုင်ခဲ့ဘူးအဲ့ဒါလည်းကျွန်တော်အဆင်ပြေပါကျွန်တော်အရန်ခင်ဝင်ကောင်းတဲ့တခြားဒီအဲ OG တင်ရသူတွေရောကြက်ချီရောညီငယ်တွေအကုန်လုံးအားလုံးကျွန်တော်တို့ဒါတွေအမြတ်ပါတယ်ကျွန်တော် ဘရာရောင်းဝိုင်းကနေပြန်ခေါ်ခန်းရောင်းရှိမယ်ကျွန်တော်ပြလို့ရှိရင်အဲကျွန်တော်မျက်မျက်စိမဲ့ပြီးတော့ကျွန်တော် scratchin ပို့တယ်အဲ scratchin လောက်တယ်အဲ့နရောင်းဘောဝိုင်းကနေခေါ်လာရောင်းဆိုကျွန်တော်ကျွန်တော်သွားပြီးစင်တာဗောအဲ့ချိန်မှာကျွန်တော်ဝိုင်းကနေမထိမပဲနဲ့လို့ပြန်ခေါ်ခန်းရဲအကုန်လုံးရဲ့ကျေးဇူးနဲ့ကျွန်တော်ပေါ်ရုပ်ကြီးမှုထားပေးအတွက်ကျွန်တော်အခုကြားပြီးပြောကြမှာကျေးဇူးအများကြီးတင်ပါတယ်အဲ့ချိန်မှာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ကျွန်တော်နဲ့ဒီလိုကြံခဲ့ဒီလေးတွေအတွက်ကျွန်တော်ပိုပြီးတာဝန်ရှိရလို့ထင်ရတယ်ထင်လာတယ် ပြီးတော့ကျွန်တော်ဖွင့်ရေးပေးလူတွေတို့လည်းကျွန်တော်ပူကျူးစားမယ်ဆိုတော့အထွေမျိုးဝင်လာအားကြောင့်ကျွန်တော်ပို့ပြီးတော့အများကြီးကြိုးစားခဲ့ပါကျေးဇူးများတင်ပါတယ်ကျွန်တော်ဆိုလို့ကျွန်တော်ဆိုအရင်အဆုံးမြင်တော့မြင်မှုကြမြင်တော့မထင်ပါဘူးအခုဘာဖြစ်ဖြစ်ကျွန်တော်အခု semi final team ကိုကျွန်တော်ဆိုရဲပုံကဟိုကျွန်တော်ရဲ့ character ကိုကျွန်တော်ရဲ့ကြိုးစားမှုတွေအတိမတ်ပြူအားပေးခဲ့တယ်အရောက်စီတာကိုကျွန်တော်ကျေးဇူးများတင်ပါတယ်ကျွန်တော်အားလုံးပြောအောင်မလုပ်ပေးနိုင်တဲ့အတွက်လည်းကျွန်တော်အရင်အဆုံးကောင်းဖြစ်ပါတယ်အဲ့တို့လည်းအများကြီးတောင်းပန်ပါအကြုံလာလို့ရှိရင်ကျွန်တော်လည်း ကျွေးပြတ်စားပါဘူးအဲ့လိုပဲထပ်ပြောရတော့ပါပဲလေကျွန်တော်ဟုတ်ကဲအခုဆိုရင်တော့ကျွန်တော်တို့စီမှာပြိုင်ပွဲဝင်2ဦးရဲ့ result ကတော့ကြံ့နေပါသေးတယ်အဲ့ဒီပြိုင်ပွဲဝင်2ဦးကတော့ Mickey Fox နဲ့ Kaki ပဲဖြစ်ပါတယ်ဒီပြိုင်ပွဲဝင်2ဦးတွေကဘယ်သူက OG Championship ပြိုင်ပွဲကြီးရဲ့ Grand Final ကိုတက်လန်းသွားမှာလဲဆိုတော့ result ကို DJ Mike Hiders ကခြင်ညာပေးပါအောင်ခင်ဗျာ ျွန်တော်နေရတော့အခု reset ကိုမကျင်းညခင်မှာကျွန်တော်ဒီကညီကို၄ယောက်ကိုကျွန်တော်တို့ပြောချင်တာလေးတခုရှိပါတယ်။ဒါဒီ semi final အထိရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဒိုင်းလေး၃ယောက်စလုံးကလည်းအရန်ကိုရွေးရချေရတာအရန်ခက်ခဲပါတယ်။နောက်ပြီးတော့တယောက်နဲ့တယောက်ဒီ point five အမှတ်ကတမှတ်အဲ့လောက်လေးရင်းနဲ့ကျွန်တော်တို့ဟိုနှုတ်ဆက်ရတဲ့အခြေအနေမျိုးရှိရပါတော့။ ကျွန်တော်တို့ဒီချိန်မှာကျွန်တော်ခုနပြောဆိုခုနကကျွန်တော်မှားထားတဲ့အမားတိတိလေးတွေကိုကျွန်တော်တို့ကအားလုံးပြန်ပြီးတော့စုပြီးတော့ပြန်တိုင်ပင်ပြီးတော့မှဒီအမားတွေရနေပြီကျွန်တော်တို့ဘသူ့ကိုကျွန်တော်ရွေးချယ်ရမယ်ဘသူ့ကိုကျွန်တော်တို့ထားခဲ့ရမယ်ဆိုတော့ဆိုတော့ကျွန်တော်ကဒါကျွန်တော်တို့စိတ်မကောင်းစာနဲ့ပဲကြင်ညာနေရတာပါအဲ့တော့ကျွန်တော်နောက်ဆုံးကြံရှိရဲ့ဂါဒီနဲ့မီဂီဖောက်ရဲ့အဥ္စာကိုကျွန်တော်ကြင်ညာပေးပါမယ်ရက်ဆက်ကို ျွန်တော်တို့ OG Championship Grand Final ကိုတက်သွားတဲ့ DJ ကတော့ဒီဂျေကာဂီပဲဖြစ်ပါတယ်။ကိုယ်ယူပါရခင်ဗျာ။မားခဲ့တာတကူနှစ်ခုလောက်တော့ကျွန်တော်ကစင်မွန်မှာရှိခဲ့ရပါတော့။အဲ့ဒီဟာလည်း ဟုတ်အဓိကပြပြန်ချိန်မှုမေ့ပါတပုတ်ကဒီအကဗလာထဲအချိန်မှာအမှပြန်ပြန်ပြီးတော့လိုက်ချိန်နေချိန်မှာမမီရောဒါမဲ့မီအောင်မအမစစင်းကြီးနဲ့ဒီဘက်ပြပြန်ချိန်ကောက်ချိန်မီရောဘက်ကနေဟော်ကျူးနဲ့ပြန်ဝင်လိုက်လို့လုပ်ခဲ့တာပေါ့ဒါမဲ့အဲ့နေရာမှာကျွန်တော် scratch အများကြီးထည့်ဖို့လုပ်တာဒါမဲ့မမီလိုက်ဘူးပေါ့အဲ့ဒါလည်းလုပ်လုပ်ခွင့်မရတယ် မှန်ကျွန်တော်တင်တော့ point တော့꽈သွားတယ်လို့꽈သွားလို့ကျွန်တော်ဟိုဖြစ်တာပေါ့နော်ဒီ grand final မှာတက်ရတော့အဲ့လိုပဲတင်ပါတယ်ဟိုတိုင်းနေလဲစုံပြအခက်မှာပါတို့လဲ point ကြီး point point စုံစုံတော့ဒီပဲ꽈လို့တော့ပြောရပေါ့နော်စိတ်မကောင်းတော့နည်းနည်းဖြစ်တာပါဒါမဲ့နောက်တစ်ခေါက်တော့ထပ်ပြီးတော့စူးစမ်းလိုက်ရပါသေးတယ်မှတ်တရအဖြစ်ဆုံးဟို playlist လို့ပြောရင်ပို့ပြီးတော့ဟိုဖြစ်နေတယ် ဟိုပြီးတည်ကြတယ်ကျွန်တော်ဒီနေ့ပြိုင်တဲ့ playlist ကကျွန်တော်တို့အမှတ်ရအဖြစ်ဆုံးပါနော်ဘာလို့လဲဆိုတော့ကျွန်တော်နှစ်ရက်လောက်ကပ်ပြီးတော့မှ ရှင်းမှာတော့တခြား personal case လေးနဲ့ပြည်နာရေးပေါင်းလုံးတက်ခဲ့တော့တရမအဆင်မပြေခဲ့ဘူးစိတ်လည်းအဆင်မပြေဘူးအားကြောင့်ကျွန်တော်ဆက်လက်ဒီစင်မီကိုကျွန်တော်လာမပြိုင်ဖို့ဒီတိုင်းပုံမှန်ချင်းဖွင့်ပြီးတော့ထောက်သွားဖို့တော့ကျွန်တော်စဉ်းစားသေးဟိုအဆင်မပြေတော့အဲဒါမဲ့ ပြောမစမ်းကျွန်တော်အကိုလိုဖြစ်နေပေါ့ကိုကန်းတွေးရဲ့ဟောပေါ့ motivation နဲ့ကျွန်တော်နေရာရအောင်အကောင်းဆုံးပြန်ခဲ့တာပေါ့တပ်ပြီးစူးစမ်းစူးစမ်းသွားပါတော့နော်ဟုတ်ချာအစိုးရထွက်သွားတဲ့လူတွေလည်းထပ်ပြီးတော့ season 2မှာထပ်ပြီးတော့ညီညာနေပေါ့ကျွန်တော်လည်းတကယ်လို့အချိန်ကြီးဟိုအချိန်ကြီးရောအချိန်ဟိုအချိန်ရခင်ထပ်ပြန်ပါပါ ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင် OJ Entertainment မှာကြီးမှုကျင်းပတဲ့ OJ Championship ရဲ့ finalist နှစ်ယောက်ကတော့ဒါထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။သူတို့နှစ်ဦးတည်းဟာတဦးကတော့တေချာပေါ့ကျွန်တော်တို့ OJ Championship DJ ပြိုင်ပွဲကြီးရဲ့ winner ဆုကြီးကိုသိမ်းပိုင်နိုင်တော့မှာဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့လာမယ့်အပိုင်းမှာရောသူတို့နှစ်ဦးဟာဘလို့မျိုးရေကုန်ရေခမ်းဆက်လက်ပြီးတော့ရှင်ပြိုင်သွားကြမှာလဲဆိုတော့လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျ။ဒါကတော့ OJ Championship DJ ပြိုင်ပွဲကြီးပါပဲခင်ဗျာ။